ပိုင်တကွန်ဟာတိမ်မောင်းတသားကျော်တန်နဲ့တိုင်းနယ်ခြံတွေကိုမိသားစုတွေအတွက်တရားဝင်စာချုပ်စာတမ်းနဲ့လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းဂျားရဲကနေဝင်ရောက်ပြောကြားလာခဲ့ပြီးပိုင်တကွန်ဟာမိသားစုအပေါ်မှာတာဝန်ကျတဲ့သားတစ်ယောက်ဖြစ်ကြောင်းထောက်ပြလာခဲ့တဲ့ပိုင်တကွန်ရဲ့ဆရာဖြစ်သူဂျွန်လွင် မင်္ဂလာပါပရိသတ်ကြီးရှင်ယခုရက်ပိုင်းလူမှုကွန်ရက်ပေါ်မှာလူစိတ်ဝင်စားမှုမြင့်တက်နေပြီးမိဘနဲ့သားသမီးပြဿနာဖြစ်နေတဲ့ကိစ္စမှာမိဘဘက်ကမားတာလားသားသမီးဘက်ကမားတာလားဆိုပြီးတော့ပရိသတ်တွေကကြားထဲကနေတွေးဟဖြစ်နေခဲ့ကြတာပါပြောဆောင်ပိုင်းတကွန်ဟာအနုပညာလောကမှာစတင်အောင်မြင်လာခဲ့တဲ့အချိန်ကလေးကမိဘတွေကိုလိုလီသေးမရှိထားခဲ့သူတယောက်ဖြစ်ပြီးမိင်္ဂလာဆောင်ကနေ့အချိန်ရက်ထီလေတချမ်းမှမျက်နှာအညိုမခံခဲ့သူဖြစ်ပါတယ် ဒါပေမဲ့ယခုရက်ပိုင်းမှာတော့ပိုင်တကွန်ရဲ့မိခင်ဖြစ်သူဒေါ်ကျူကျူကသားဖြစ်သူပိုင်တကွန်အပေါ်မှာမကျေနပ်ချက်တွေပေါ်ပေါက်လာခဲ့ပြီးသူ့ရဲ့သားသမီးစင်းနဲ့မှပိုင်တကွန်မပါတော့ဘူးဆိုပြီးတော့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောကြားလာခဲ့တာကြောင့်ပြည်သက်တွေကအင်တွင်ရေးပြဿနာတွေရှိနေတဲ့အပေါ်သိရှိသွားခဲ့ကြတာလည်းဖြစ်ပါတယ်ဒါအပြင်ပိုင်တကွန်ကသူ့ရဲ့နှုပညာချင်းနဲ့ဝယ်ထားတဲ့တိုင်တဲ့ချံကိုမိဘတွေရဲ့နာမည်နဲ့ဝယ်ထားတာမဟုတ်ပေ ူးနာမဲနဲ့သာပိုင်ဆိုင်ထားပြီးမိဘတွေကိုလည်းအိမ်ပေါ်ကနှင်းချတယ်ဆိုတဲ့စကားလုံးတွေလည်းပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။အခုလိုအိမ်ပေါ်ကနှင်းချတယ်ဆိုတဲ့ကိစ္စတွေဟာအမှန်မဟုတ်ဖယ်။တိမ်မောင်းတထောင်ကျော်တန်းနဲ့ပိုင်တကွန်ရဲ့မိဘတွေလက်ရှိနေနေတဲ့အိမ်တွေကိုလည်းပိုင်တကွန်ကစာကျုပ်စာတမ်းနဲ့တရားဝင်လွှဲပြောင်းပေးပြီးဖြစ်ကြောင်းပိုင်တကွန်ရဲ့ဆရာဖြစ်သူဂျွန်လင်ကအခုလိုချပြလာခဲ့တာပဲဖြစ်ပါတယ်။ဆရာဂျွန်လင်ကပိုင်တကွန်ရဲ့အခွင့်ပြုချက်နဲ့ဖော်ပြတာပါ။ မိဘဆိုတာလူဖြစ်ခွင့်ပေးတာနဲ့တင်ဂျေဇုဆက်မကုံပါတပည့်ပိုင်တကွန်ကြီးမင်းတာဝန်ကြီးပါတယ်ပြိသက်ကြီးလည်းပိုင်တကွန်အမေကိုလည်းအပြစ်မမြင်ကြပါနဲ့နော်သူကမြမဆန်လို့ပါတာသမီးကိုတသက်လုံးပိုင်ဆိုင်ကြတာပါအားလုံးနားလည်ပေးကြပါနော်အခုပြတဲ့စာချုပ်က ပိုင်တကွန်ကမိဘကိုတီထက်လို့ပေးထားတာပါအဲ့ဒီအမှန်တရားကိုတီအောင်ချပြတာပါ လိုင်းပေါ်မှာမလူလာတဲ့ထင်းမြင်လွဲများခြင်းတွေမဖြစ်အောင်ဖော်ပြခြင်းဖြစ်ပါတယ်ဟုဆိုကပိုင်တကွန်ကသူ့ရဲ့မိဘတွေရဲ့အတွက်တိမ်မောင်းတောင်းချီတန်းနဲ့တိုင်းတဲ့ချမ်းကိုစာချုပ်စာတမ်းနဲ့တကွပေးခဲ့ပြီးဖြစ်ကြောင်းပိုင်တကွန်ရဲ့ဆရာဖြစ်သူဂျွန်လွင်ကအားလုံးသိအောင်ချပြလာခဲ့တာပဲဖြစ်ပါတယ်